လာရှိုးကကျွန်တော်မြန်မာနိုင်ငံရဲ့မြို့เนาะဒါပေမဲ့တရုတ်ရဲ့ UWSA ပုံစံမျိုး MMDAA ကိုပုံစံတွဲလိုက်ရင်နောက်ဆက်တွဲဖြစ်လာမယ့်ဟာတွေကိုသိချစဉ်းစားဖို့လိုတယ်အခုနောက်ဆုံးကြားတဲ့လာရှိုးသတင်းကလာရှိုးမြို့ပေါ်မှာဌာနဆိုင်ရာတွေပြန်ဝင်လာမယ်ဒါပေမဲ့ဒီတွဲတွေအတိအကျ MMDAA ကိုပေးရမယ်နောက်တစ်ခုကစစ်တပ်ဆိုတာရှိရုပ်လောက်လေးပဲထားမှာလာတဲ့စစ်ကောင်စီရဲ့ တပ်သားဥယျာဉ်စည်ရင်ကို MDA တို့တရုတ်ကိုပေးရမယ်တရုတ်ကလည်းအဲ့မှာကောက်စစ်ဝင်ရုံဖွဲ့အောင်မယ်နော်အဲ့မှာ CDN တွေတခြားတော်လိုင်းဖက်နဲ့ပတ်သက်တဲ့လူတွေကိုဖမ်းဆီးမှုဘာမှမရှိဘူးနော်အဲ့ဒါမျိုးလောက်ဝလောက်ခွင့်မရှိဘူးစစ်မှုထမ်းတဲ့ဘက်ဖက်ကမှစည်ရင်မကောက်ဘူးဆိုပြီးသိရတယ်ဒါတော့အမည်ပြန်ပြောပြတာတရုတ်ကတစ်ဖက်လက်နဲ့ပြောတော်မျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့စီးပွားရေးအရှိန်ဟုတ်ပြန်တက်လာနိုင်မယ်ခြံလေးအမည်ခွဲတွေဈေးပြန်တက်လာမယ် စစ်သားကောက်တာတို့ပေါ်တာဆွဲတာတို့အဲ့ဒါမျိုးလည်းလုပ်လို့မရဘူးပြီးတော့ပြန်လဲထူထောင်ရေးကိုစိတ်ကြိုက် လုပ်လို့ရမယ်လုပ်ခွင့်ရမယ်ရှင်းရှင်းပြောရင်စစ်ပွဲအတွင်းမှာစိတ်လုံလို့မျိုးတော့ဖြစ်သွားတယ်အေးဖန်တီးတော့အဲ့လိုပြောပြတယ်ပြီးတော့မျိုးပပတ်လက်မှာ MNDA နဲ့တိုက်တာလက်နဲ့ကန်နေရဝိုင်းထားမယ်မဟုတ်တာတခုခုလှုပ်ကြောင်နဲ့ချက်ချင်းဝင်ပြီးတော့ပြန်သိမ်းမယ်ပြီးတော့ MNDA တို့ကလည်းပြောခဲ့တာရှိတယ်ပါလေငါတို့ပြန်ဝင်လာမှာဆိုပြီးတော့ပြောခဲ့တာလည်းရှိတယ်เนาะပြီးတော့ အခုပြောတဲ့အချက်လက်ကနောက်ဆုံးရတဲ့အချက်လက်တွေပေါ့ဗျာလောလောဆယ်ခဏမှဆုတ်ခွာပေးတယ်ဆိုတဲ့သဘောမျိုးပြောချင်တာသူတို့တွေကဒါတော့ကျွန်တော်လည်းမသိဘူးเนาะဒီဒါအမေပြန်ပြောတာရာလို့ပြိမှန်မယ်လို့လည်းမပြောဘူးတချို့ကစီဒီအန်တွေဖမ်းမအောင်ဆုတ်ရိတ်နေတယ်စေးရုံကနေပြီးတော့အလုပ်တက်သွားတာလည်းပါသေးတယ်ပြီးတော့နော်စစ်မှုထမ်းတွေစုစားမအောင်လည်းကြောက်နေတယ်ပေါ့ဗျာတကယ်ကတရုတ်အစိုးရကိုယ်စားလှယ်ကလည်းမြို့မှာရုပ်ဖွင့်ပြီးတော့လာရှိုးအရေးကိုအနိကဆောက်ကြည့်သွားမယ်အဲ့တော့သွားတော့ပဲ နော်အဲ့တော့ရှင်းရှင်းပြောရင်အေဒီလာ၂၁နေနောက်ဆိုထားပြီးစောက်ရမယ်မြို့နဲ့ကန့်နေတဲ့တိုက်ရင်းတွေအရှိမောက်တိုင်းစစ်တောင်းတိုင်းချုပ်ကိုချင်းချောင်းနိုင်တဲ့နေရာတွေလာရှိုနံပါတ်2လမ်းလာရှိုတီပေါ်လမ်းလာရှိုတိုက်တီလမ်းတွေကိုထိထားမယ် MND တို့ကအဲ့မှာ MND ရဲ့စစ်အုပ်ချုပ်ရေးကော်မတီရဲ့စစ်ဦးစီးချုပ်ရုပ်ထိုင်မယ်တရုတ်ကဝင်လာမယ်ဆိုတော့တရုတ်နိုင်ငံရဲ့ဩဇာအောက်ကမြန်မာမျိုးတော်ဖြစ်သွားမလားလာရှိုဟာအခုလောလောဆယ်မှာတရုတ်နိုင်ငံရဲ့အရေးအောက်ကိုတစ်ဖြည်းဖြည်းရောက်ရှိနေတဲ့ နာမည်ပြော့တစ်ခုလို့တာမန်ရောက်တော့မှအခြေအနေဖြစ်နေတယ်အဲ့တော့ MND ဇောက်လည်းမဟုတ်ဘူးဘယ်အဖွဲ့တွေဇောက်တော့မဟုတ်ဘူးတရုတ်ဇောက်ဘာရှိုးဟာမြန်မာနိုင်ငံရေးမှစီးပွားရေးအရေးပါတဲ့ဗဟိုချက်ဒါပေမဲ့ကျွန်တော်တို့ဒီလောက်နဲ့မတွေးတော့နဲ့တရုတ်ကရှည်ရှည်သမျှအပေါက်တွေအကုန်လုံးဝင်မှာဥပမာမန္တလေးထိသွားမယ်တောင်ပိုင်းကိုဆင်းမယ်တောင်ကူဘက်ကနေကရင်ပြည်ပညာတွေအကုန်လုံးသတိထားဖို့လိုတယ်တရုတ်နိုင်ငံရဲ့အခုဝင်ရောက်ဆော့ဖတ်မှုကပေါက်တဲ့ဖားစုပ်ဖြစ်သွားပြီ။တဖြည်းဖြည်းနဲ့ အဲ့ရနေပြီးတော့ကော့ကဲလူလောက်ရောက်သွားပြီအခုလာရှိုးချင်းနေကမုတ်တိုင်းမကြခင်တိတ်ဆိတ်နေတဲ့ပင်လယ်ပြင်လိုမျိုးဖြစ်နေညံ့နေတော့ပဲဒီတစ်ချိန်ကတစ်ဆယ်နှစ်ဆက်ခွန်လေးတမ6တတတို့ BBAA လို့နေတဲ့အကောက်ကောင်းနဲ့တော်လိုင်းရွယ်လွင်ခဲ့တဲ့အင်အားတွေအလုံးဒီတရုတ်ရဲ့မုတ်တိုင်းလက်ပဲဥတီရထက်ကိုအလုံးလိုက်ပြီးလဲလိုက်ရတယ်အဓိကအင်အားစုတွေရဲ့ရည်ရွယ်ချက်ကိုကြည့်ဖို့လိုတယ်တရုတ်နိုင်ငံသူရဲ့ကပတ်တလန်စီမံကိန်းဒီတော့လာရှိုးကအခေရကြတယ် တို့ရဲ့အဓိကရည်ရချက်ကအဲ့ဒီ data စီးပွားရေးအကျိုးများရရှိဖို့နဲ့ data တွေတို့ဩဇာအာဏာတိုးချက်ဖို့အားတာချက်ကစီးပွားရေးရအင်အားတအားကြီးတော့ data တွေမှာနိုင်ငံရေးဩဇာတအားကြီးတော့ပဲအားနဲ့ချက်ကတော့ data ခံတွေမကျေနပ်မှုနိုင်ငံတကာတွေရဲ့တရုတ်နီယိုကိုလိုနီလက်ဆင့်ပြုတဲ့ဥစ္စာပေါ်မှာဝေဖန်မှုရှင်းပါတယ်ဒါနိုင်ငံရေးအရေးဆိုရင်လည်းနာမည်ရမ်းမိုးတဲ့အာ Sophia of Insurance ကိုယူတာပဲ အင်အားကြီးနိုင်ငံတခုကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆော့ဖက်ပြီးသူတို့ရဲ့အကျိုးစီးပွားကို စိတ်ကြိုက်ချက်လက်တဲ့ပုံစံနဲ့ကြိုးစားတာနောက်တစ်ချက် MNDA သူတို့ရဲ့ရည်ရွယ်ချက်ကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတည်ထောင်ဖို့နဲ့ဒေတာခန့်တိုင်းသားတဲ့အခွင့်အရေးကောက်ွယ်ဖို့နော်အားသာချက်ကဒေတာခန့်တွေရဲ့ထောက်ခံမှုရတယ်ခေရေးရအင်အားတောက်တင်းတယ်အားနဲ့ချက်ကတော့တရုတ်ရဲ့ဖိအားပေးမှုကိုခံနေရတာတိမ်မော်မှုတွေရှိနေတဲ့အခြေအနေနဲ့ဆက်သွားရလိမ့်မယ်နော်အဲ့ဒါဖြစ်လာမယ့်အခြေအနေဒီတော့ စစ်ကောက်စီသူကတော့နော်အချက်မရှိဘဲနဲ့ပြန်ဝင်လာအဓိကရည်အချက်ကအတိုင်းပြည်ကိုသူတို့အောက်မှာပြန်ထိချင်းတယ်ဆိုတော့နော်သူများစစ်တိုက်ပြီးယူလာတယ်သူကသူများပြန်ဆုတ်ပေးမှဝင်ရတာလက်နက်အင်အားအစိုးရရန်တရာရှိရဘျူရိုကရေစီရှိရသူမှာနော်အဲ့ဒါက G2G ပြောလို့ရတယ်စစ်ကောက်စီနဲ့ထိုင်းနဲ့စစ်ကောက်စီနဲ့တရုတ်နဲ့စစ်ကောက်စီနဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့နဲ့လောလောဆယ်မှာပြည်သူလူထုထားကောင်မရှိဘူးနိုင်ငံကပြအပေးမှုခံရတယ်ပြောပြချင်တာက တရုတ်ဟာ MNDA နဲ့စစ်ကောက်စီကြားမှာအပေးယူတစ်ခုကိုရအောင်ဖန်တီးပြီးတော့ last show data မှာသူတို့စစ်ပွားရေးအကျိုးများတွေကိုအေးအေးချမ်းချမ်းရယူနိုင်မယ်။အဲ့ဒါဟာ MNDA အတွက်လည်းကျင်းနရလောက်တဲ့အခြေအနေမျိုးဖြစ်အောင်ပံ့ပိုးပေးမှာပဲ။နောက်တစ်ခုကဒေသခံတွေလည်းအလုံးလောက်ကန်ခွင့်ရလာမယ်။တရုတ်ရင်းနှီးမြှုပ်နှံမှုရလာတဲ့အတွက်ကြောင့်စစ်ပွားရေးအခြေအဟုန်နဲ့တိုးတက်သွားလိမ့်မယ်။အခုပဲဆုံးရှုံးမှာမင်းတို့တွေ နော်လာရှုဟာ MND အောက်မှာမရှိရဘူးဆိုလိုချင်တာကကိုပိုင်အုပ်ချုပ်ခွင့်နဲ့လောလတ်မှုတော့ဆုံးရှုံးမယ်တရုတ်ရဲ့ CCP လွှမ်းမိုးထားမယ်ဒါပေမဲ့ငွေကြေးနဲ့လောလတ်မှုကိုလဲမလားဆိုတဲ့မိကုံမျိုးမိရတာမျိုးအဲ့ဒါဟာလာရှုတစ်ခုတည်းမဟုတ်ဆုံးရှုံးမှာကနော်ကိုစိတ်ကြိုက်ကိုတိုင်းပြည်ကိုအုပ်ချုပ်ခွင့်မရဘူးလောလတ်မှုဆုံးရှုံးမယ်ဒါပေမဲ့ငွေကြေးကြွယ်ဝချမ်းသာတဲ့ဘဝကိုရမယ် ဘာရွေးမလဲအခုကအဲ့ထည့်နေဖြစ်သွားပြီဟောအဲ့လိုမျိုးလာမှာရင်းနှီးမြှုပ်နှံမှုတွေပြီးတော့အဓိကနေရာမှာဖြစ်နေတဲ့ကြောင့်ပိုတော့တိုးတက်အောင်မယ်ချက်ချင်းလည်းငယ်တိုက်တိုက်တိုင်းနဲ့အကြီးဖြစ်သွားနိုင်တယ်တရုတ်အာစီစဉ်ထားတဲ့အတိုင်းပုံစံတကျဖြစ်နေလိမ့်မယ် UWSA လို့ပေါ့အဲ့လိုဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒါဟာဒါရှုတစ်ခုတည်းမဟုတ်ဘူးနောက်တစ်ဆင့်နောင်ချိုမူကုတ် ြင်ဦးလွင်မန္တလေးစကိုင်းအကုန်အကုန်အကုန်လုံးပါတယ်လာလိုက်မယ်အဲ့လိုမျိုးမက်လုံးနဲ့ကိုပိုင်လွတ်လပ်မှုလဲလှယ်မယ်ဆိုရင်ဘယ်ဟောက်ရွေးမလဲအကုန်လုံးသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုရှိတဲ့နေရာအလုံးတယောက်ကအဲ့လိုမျိုးအပေးယူနေသွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲနော်အဲ့အတွက် MDA လည်းတောက်ခတ်မနိုင်ဘူးကို TNA လည်း နောက်ချိုးအရာတိုက်နေခုတော့ဒါပေမဲ့တောက်ခတ်မနိုင်ဘူးတကယ်တကယ်ဝင်နိုင်နော်ဒီတော့အဲ့တော့တေချာစေစားဖို့လိုတယ်အဲ့တော့တစ်ဖက်ကကြည့်ရင်စစ်ကားစီဘုံမကျဲဘူးပြည်သူတွေမသိဘူးပြီးတော့ infrastructure တွေမပြည့်စည်ဘူးမြို့မပြည့်သွားဘူးအဲ့ပုံမှာကျွန်တော်တို့ကစဉ်းစားချက်ကအနိုင်ငံရေးရဖြစ်သွားပြီမဟုတ်ရင်ငါစကားနားထောင်တဲ့မျိုးနဲ့စုအစ်စ်ကိုထားမှဆိုရင်ဘာမှလုပ်လို့မရဘူးပယ်ဆောက်ချက်ရိုးလိုမျိုးဖြစ်သွားရင် ဒုက္ခရောက်မယ်ဒါကစိတ်ဆောစရာတွေဖြစ်လာတာတစ်ဖက်ကပြန်ကြည့်တယ်သူစီစဉ်တဲ့အတိုင်းနာခံလိုက်ရင်ကိုကလေးချင်းညချင်းအရှိနေတော့အကောင်းဝနိုင်တယ်အဲ့လိုမျိုးအဲ့ဒီညမှာရရတတခေါ်သွင်းလို့လည်းရတယ်နော်ဥပမာစစ်ကောက်စီဟာရုရှားကိုနျူကလ িয়ার ဆိုတဲ့အထိခေါ်သွင်းလာတာဒီတော့တရုတ်လောလောဆယ်မှာဘာမှမပြောသေးဘူးလို့ပဲမြင်နေပါဘူးခင်ဗျာနော်တရုတ်နဲ့ရုရှားဟာဒီမှာလာပြီးတော့မဟာမိတ်လာလုံးနေတာတော့မဟုတ်ဘူး အခုငယ်လျင်လောက်တော့စစ်ကောက်စီကိုကိုညင်းရဆိုပြီးတော့တရုတ်ရောရုရှားရောအခုအမကအကစရေးတွေရောက်လာတယ်အခုဆိုရင်စေးရုံတွေဖွင့်ပြီးထိုင်နေတယ်မန္တလေးမှာပဲအကြောင်းမန္တလေးငယ်လျင်ကြီးစုလောက်နေပေါ့နောက်တစ်ခုက statement အခြေအနေအကြတဲ့တရုတ်ရဲ့အခုလိုမျိုးကြောင်းဝင်စစ်ဆန်းမှုဟာအောင်မြင်မှုမရဘူးဆိုရင် MND နဲ့စစ်ကောက်စီထတ်တိုက်ရယ်နော်ပြီးရင်လာရှုတေတာမတီမငြိဖြစ်ပြီးစက်ကောက်စီကလည်းဘုံကျဲမယ် အဲ့ထွက်တယ်တယောက်ကရောင်းပေးထားပြီဒီတော့ဒါဟာရေရှည်နှစ်ရှစ်လောက်များဆက်လက်ပြီးတိုက်ပွဲတွေတည်ရှိနေမယ်ဒီသွားခါနေစိုးရိမ်ထိတ်လန့်ပြီးနေထိုင်ရလိမ့်မယ်ပြီးတော့အကျိုးတန်းပေါ်မှာကောင်းနေတယ်လို့ဖြစ်နေတယ်ဘယ်ချိန်ပြုတ်ကြပြီစမ်းမလဲဆိုတော့မသိနိုင်တဲ့အန်ဒီယားရှိတဲ့အခြေအနေမျိုးဘာရွေးမလဲဟောဒီတော့နောက်ခုအစိုးဆုံးအခြေအနေတရုတ်မှာရှိတယ်လုံချိုရေးဖွဲ့တွေထည့်ထားတာတရုတ်ရဲ့လွမ်းမိုးမှုဒေသခံတွေရဲ့ပြင်းထန်တဲ့ စမ်းကျင်မှုတွေအထိကျွန်တော်တို့ရအောင်စီရုံးနိုင်ပြီးတော့စမ်းကျင်မယ်ဆိုရင်တော်လာမယ်ပေါ့ဗျာထားလိုက်ပါတော့ဒီတော့နိုင်ငံတကာလည်းအတဲတက်ဝေဖန်မယ်ပုံရိပ်ဖြဲ့မယ်တရုတ်ကိုအဲ့ဒါမီးနဲ့ဆော့တာဖြစ်သွားပြီနောက်ဆုံးမှာမီးတော်မူကြီးအဖြစ် ပြောင်းလဲသွားနိုင်တဲ့အဆင့်ထိနယ်စပ်မှာလက်နက်အစစ်ကြီးအစစ်တွေနဲ့စည်ရင်းလာလေ့ကျင့်သလိုလုပ်နိုင်မယ်ဒီချင်းနေမြင်နေရတယ်ဘယ်လိုလုပ်မလဲဒါဟာလာရှုတစ်ခုတည်းမဟုတ်ဘူး စတိုက်စတိုက်လာမှာတဖြည်းဖြည်းချင်းလာမှာအဲ့အတွက်အဖြေကဘာလို့ရမလဲဆိုတော့အလုပ်သိပြီးသားပါဒီတော့အနာဂတ်ခံမှန်းကြည့်မယ်ဆိုရင် realistic scenario ခင်နိုင်ချေအများဆုံးအခင်းချင်းတယောက်ဟာနော်လာရှိုးမှာအစတီးပြီးတော့သူတို့ UWSA လိုမျိုးပေါ့စီးပွားရေးဩဇာတဖြည်းဖြည်းတိုးချဲ့မှာ economic influence နဲ့ run moment ပူပါလို့ဆောင်မယ်ဒေသခံအုပ်ချုပ်ရေးပေါ်မှာ ွယ်ဝိုက်တဲ့နီးနဲ့လွမ်းမိုးလိမ့်မယ်တဖြည်းဖြည်းလုံးဆောင်လာလိမ့်မယ်မာနိုင်ငံရဲ့ဗဟုအစိုးရဟာလောလောဆယ်မှာတော့လာရှိုးဒေတာပေါ်မှာအာဏာတည်ရမှုနှဲဝါပြီတရုတ်စံတော်တိုင်းလိုက်ပါဆောင်ရွက်ပြီးလိုက်ကပေးနေရတဲ့အခြေအနေမျိုးဖြစ်သွားလိမ့်မယ်အဲ့ဒါဟာအရေးအကြောင်းအလက်ပြောင်းတစ်ခုဖြစ်ရင်ဥပမာတီတီလင်းကစိတ်ကမ်းလိုမျိုးပေါ့ဗျာနေ့ရှိ69နှစ်နော်ကျွေးမိထောက်ချောက်တဲ့ဝင်သွားတဲ့အခြေအနေမျိုးတော့တတိထားဖို့လိုသေးတယ် မန္တလေးဟာတရုတ်တို့အရေးကြီးတာကဟိုတနေ့ပြောတဲ့မူဒီဘက်ကတောင်ကိုပြီးရင်ရခိုင်အာလာရှိုပြင်ဦးလင်းအဲ့ဒါမန္တလေးမှာပဲသွားတာပြီးရန်ကုန်ပြီးတော့ဖြစ်လာမဲ့ဟာတွေပြောလို့ရရတယ်မြေကြီးနားရန်ကုန်အမြန်လမ်းဖောက်မယ်ဟိုဒီရနောက်ကတောင်ကနေပြီးတော့အတိလိုပါဘူးရေချောက်ကုတ်တွေမူလုံးမယ်ဒါတွေကတရုတ်အလုပ်စီစဉ်ထားပြီးသားနောက်တစ်ခုမြဝတီကာလန်ကနေပြီးတော့တရုတ်လုံးမယ်ဖြစ်နိုင်ချေအများဆုံးက လားရှုံးမှာစီပွားရေးတိုးချဲ့လာမယ်ဒေသခံတွေပေါ်မှာအုပ်ချုပ်ရေးကိုသူတို့သူတို့ပဲပြီးအုပ်ချုပ်မှာနော်ကိုကက်မင်းအုပ်ချုပ်လို့ရတယ်စစ်ကောင်စီအုပ်ချုပ်လို့ရတယ်ငါကတွယ်ဝိုင်ပြီးပဲလွမ်းမိုးမှာတိုက်ရိုက်မလွမ်းမိုးတတိလင်္ကာမှာနော်ကျွေးမိထောင်ချတဲ့ဝင်သွားတဲ့ဟာဘန်တိုပါစိတ်ကန်းဟာ69နှစ်နေရှိ9ရန်းတော့နော်69နှစ်နော်ပြီးတော့ရန်ကုန်စီမံကိန်းတွေရှိတယ်မြစ်ဆုပ်ရှိတယ်အရာဝတီရှိတယ်တကြောလုံးအရာဝတီဟာ မိုးတွေမှာရေလန်းနေတယ်။ဒီကအေးလဲ။ရတယ်မင်းတို့မင်းတို့အုတ်ချုပ်ရတယ်မင်းတို့မတိုက်။ဘာလဲဆိုရင်မြေရှောင်းငါ့ကိုရောင်းပေးရပြီ။ရောင်းပေးနေတာပဲအခုလဲ။တကယ်ဇာတ်တော့လေအကောလို့သူ့ကိုပဲရောင်းရတာပဲ။ဘသူသွားရောင်းလို့ရလို့လဲကျွန်တော်တို့ကအဲ့အေးတို့ဘက်မှာတော့နည်းနည်းလေးညှချီရှိမယ်။ဘာလို့ဆိုခေါ်ထက်လို့ရတယ်။စက်ကောက်စီရရှောင်းခေါ်ထက်တယ်လို့ပေါ့။နော်တရုတ်ကိုတော်တော်လေးအာလေးလူရှုပြီးတော့လောက်တာ။ဒါပေမဲ့ရပါတယ်။ကျွန်တော်တို့တွန်လိုင်းဖက်ကလည်းအဲ့လိုမျိုးစုစည်းထားတဲ့ government to government ဆိုရင်တော့ရတယ်။ ဟိုက government to government မဟုတ်ဘူး။လက်ဆုံးเนาะမြောက်ပိုင်းလေးဖွဲ့လည်းမဟုတ်ဘူး။ 3PHA ဒီတော့ 3PHA မှာလာရှိုးပါဝါတာဟာနောင်ချိုပြင်ဦးလွင်မန္တလေးပကံနောက်တောင်တော်အမ်းကြောက်ဖြူအဲ့တော့တစ်ဆက်တည်းပဲအေရိုးပေါ်မှာလည်းဒီအားရှိတယ်အဲ့ဒါအေရိုးကကျွန်တော်ပြောပြီးသားတရုတ်ကို ရန်သူလို့တတ်မှတ်မှာမဟုတ်ဘူးတတ်မှတ်လို့လည်းမရောက်ဘူးပြီးတော့အစိုးဆုံးဖြစ်နိုင်ခြေကကျွန်တော်တို့တအားယူခုခံပါတယ်ဆိုရင်နော်ရရှိုးကိုကြည်အစ်စ်တွေနဲ့အဲ့နာမှာဆေးရည်လာလေ့ကျင့်ပြီးတဖြည်းဖြည်းနဲ့ကျိုးနီစနစ်တွေကိုဖောက်ဝင်ပြီးဒါရိုက်သူ့ရဲ့ထိချုံမှုအောက်ကိုရောက်အောင်တရုတ်ကလှုပ်ထွက်လိုက်လိမ့်မယ်ပြီးတော့မြန်မာနိုင်ငံအချုပ်ချအာဏာကိုကြီးမားစွာထိခိုက်စေပြီးတော့ဒီတော်တွင်မှာပို့ပြီးတော့ ကျေပြန့်တဲ့ပဋိပက္ခတွေစတိုက်စတိုက်ဖြစ်ကုန်ပြီကျွန်တော်တို့ကနားမှာသူနားမှာမဟုတ်ဘူးနော်ဘယ်လိုဖြစ်သွားမလဲဆိုရင်ရုရှားကယူကရိန်းကိုကျူးကျော်တယ်လို့ဒီကခက်တိတီနဲ့ကျူးကျော်လိုက်လိမ့်မယ်ဘယ်သူမှလည်းလာကယ်မှာမဟုတ်ဘူးဖြစ်လာနိုင်တဲ့ဥစ္စာတော့အားသိချနေတယ်နော်လာရှိုးတွေသောက်ခန့်တွေကအေးရတယ်မင်းတို့ငါတို့ကမျိုးကိုငါတို့အချုပ်ချအနာနဲ့ငါတို့ယဉ်ကျေးမှုနဲ့ဘာညာမလုပ်ပဲနေရင်မင်းတို့ကကြီးပါတိုးတက်ချမ်းသာပြီးစိတ်တိုင်းကျနေရမယ်အဲအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ဒီတော့ တော်ရှုတွေတောက်ခံရတာစဉ်းစားမှာပဲစစ်ကိုတိုက်မလားအဲ့လိုမျိုးချင်းနေနဲ့ပဲဆက်သွားမလားဆိုတာဖြစ်သွားလိမ့်မယ်အမှန်တကယ်ကြောင့်မှာဒေတာအခြေပြုပြည်သူတွေနဲ့ခိုင်မာတဲ့ချိနာမှုထားထားပြီးတော့မဟာမိတ်တွေနဲ့တအားခိုင်မာအောင်လုပ်ရင်ကြီးတူကြီးပြောလို့ရတယ်လာရှုဒေတာခန့်တွေကိုလည်းတရုတ်ကမုံအောင်လုပ်မှာမဟုတ်ဘူးသူနဲ့တူတူသွားကြမှာပေါ့ဗျာအဲ့လိုမျိုးဘာညာပေါ့တရုတ်ကသူ့ရဲ့ပုံရိပ်ကအနိုင်ကျင့်ဆော်ကားတဲ့ဆိုတဲ့ပုံရိပ်ကိုမလိုဘူးအဲ့ဒါသူ့ရဲ့အခိလိပနသူဟာ စူပါပါဝါနိုင်ငံကြီးဘာလို့ဝင်လာလို့သူတို့ကြီးပေါ်တုတ်တက်ချမ်းသာသွားတယ်ကြီးပါလာဆိုပြီးတော့အဲ့လိုမျိုးသူကကုန်ယူပြီးတော့တနိုင်ငံပြီးတနိုင်ငံအာဆီယံကြီးသွားမှာအဲ့တော့ရတော့ရောက်နေပါပြီ base step ဆိုတဲ့ time မှာလုပ်တဲ့အဲ့ဒါကဒီကလန်ချမ်းမက်ခေါင် base step ကပေါဝင်တဲ့ဖက်တွေဟာတရုတ်စိတ်ကြိုက်ချက်လဲတော့မြန်မာနိုင်ငံမပြောနဲ့အဲ့ဒါ time တော့မှာတရုတ်လွမ်းမှုမှုအောက်မှာရှိတယ်စစ်ကားဆောင်ကိုနော်နိုင်ငံတော်အဆင့်ခေါ်တာတရုတ်ကခေါ်ခိုင်းတာဒူးဒူးပဲနော် ကျွန်တော်ပြောပြီးလွမ်းမိုးရဲဆိုတာတရားကလောက်အုပ်ချုပ်တာမဟုတ်ဘူးကိုယ့်ကိုအုပ်ချုပ်အဲ့လိုဒါနီယိုကိုလိုနီလစ်စစ်စစ်ကောက်စီနဲ့ MND ကြမှာလာရှုပ်ပြည်သူတွေဟာနိုင်ငံရေးရကြားနေတဲ့ရတ္တိမှုကိုရယူပြီးဒေသရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်မှမူပါဒါတွေကိုချမှတ်ဖို့တောင်းဆိုရမှာကျွန်တော်ပြောတာတရားအောက်ဝင်ဖို့တရားထောက်ခံဖို့တရားကိုကိုးကွယ်ဖို့မဟုတ်ဘူးနော်စဉ်းစားချက်လောက်ပဲပြောတာကျွန်တော်တို့တအားကြီးကိုဟာထက်မြက်ပြီးတော့မကြောနေမသားကလကဆာလောက်လို့ရမှာ ကျွန်တော်ပြောခဲ့ဘူးပါတယ်ဘယ်နိုင်ငံကမှလက်လက်ကိုက်တော်လာရေးလုတ်ပြီးတော့တော့ဘဟုအစိုးရကိုတက်ဖြုတ်ချလိုက်နိုင်တယ်ဆိုတော့အဖြစ်တစ်ခုကိုမလိုချင်ဘူးဘယ်နိုင်ငံမှမလိုဘူးအမေရိကန်လည်းမလိုဘူးဟုတ်လားအဲ့ဒါဖိအားတစ်ခုအဲ့ဒီဖိအားနဲ့တရုတ်ဖိအားနဲ့ကြောင်းမှတော်လာရေးရအငလင်ရပါတစ်ခါလောက်ပါသေးတော့ကန်ဆုမတော်ရမိုးလိုက်လို့ရပါပဲကျွန်တော်တို့နိုင်ငံကအင်အားစုတွေကိုအကူအညီတောင်းပြီးတော့နင်းတော့ဖက်လက်ပွဲတွေနဲ့အများကြီးများကြီးလှုပ်ပြီးတော့ကျယ်ပြန့်စွာစုစည်းနေမှာ မူဝါဒခိုက်ခိုက်မှမှရှိနေမှာအရှင်းရှင်းပြောရင် Federal ဖက်စည်းပုံနဲ့တွားနေတဲ့ဆိုမှတရုတ်ကိုစကားပြောလို့ရမှာဒါစကားပြောတဲ့အဆင့်မသိတော့စစ်ကောင်စီရောင်းစားထားတဲ့ဟာတွေနဲ့ဆိုရင်ဘာမှလုပ်လို့မနိုင်ဘူးတရုတ်ကလည်းလုံခြုံရေးဖွဲ့ဆိုပြီးတော့ private security အဖွဲ့တွေလာလိမ့်မယ်ပြီးတော့တရုတ်လွမ်းမှုမှုကိုတားဆီးဖို့ကမရဘူးလားဆိုတော့ရပါတယ်ဘုံတဘောသူညီချက်ရအောင်ယူအောင်မလွယ်ဘူးငါတဘောကောင်းနေတဲ့အဖွဲ့တွေကြားတယ်မှမလွယ်ဘူး2023အကုန်မှာ စိုးဝင်ခေါ်တွေ့တယ်ဦးသိစိတ်ခေါ်တွေ့တယ်အခုတင်းတက်ဆိုပေါ်လာတဲ့တင်းတက်ပေါ့ဗျာစက်ကောက်စီမှာပေါ်လာတဲ့ဥစ္စာက MID နဲ့ MI ဟောင်းတွေကိုခေါ်တွေ့တယ်ပါတီတွေခေါ်တွေ့တယ်ရှင်းရှင်းပြောရင်စိုးကရေးတိတော့ပါသေးတယ်ကာချပါနီးနောပြစ်လိုက်တာ LRD ပတ်တယ်ထားပြီးနော်ပြီးတော့အဲ့မှာဖရဲတိဆိုင်ခင်းနေဖရဲတိအထက်တူဖို့လာလာလာငါလုတ်ပေးမယ်နီးပညာရှင်တွေလာပြီးတော့နီးပညာအမြင့်နော်ဖရဲတိစိုက်ပြိုးနီးကိုတင်ပေးလိုက်တယ်ဒီတော့ဖရဲတိတွေအာသူ့လိုနိုင်ငံတင်ဖို့ မစစ်ဖြစ်တော့လမ်းမပစ်ချနေရတာအဲ့လိုမျိုးတွေပေါ့ဒီတော့လွမ်းမိုးတော့အခုမှမဟုတ်ကြားလာပြီလွမ်းမိုးနေတာနော်ပပလေးမြုပ်ထားတာ ကြားတဲ့ချိန်ပေါ်ထွက်လာလို့ရတာရှင်းရှင်းပြောရင်ကျွန်တော်တို့တော့လည်းဘာတွေလုံးနေဘာတွေဖြစ်နေသူကုန်တိနော်တစ်ချိန်ကြာရင်ဩဇာအာဏာကြီးတဲ့စူပါပါဝါနိုင်ငံရဲ့လွမ်းမိုးမှုဟာစူပါပါဝါရဲ့အိမ်နီးသားချင်းတွေဖြစ်တဲ့ကျွန်တော်တို့ဟာအိန္ဒိယတရုတ် ထိုင်းထိုင်းထားလိုက်ပါဦးအိန္ဒိယနော်တရုတ်ဂျာတန်မှာရှိတဲ့ကျွန်တော်တို့ရဲ့ပါချီပါချက်နိုင်ငံလေးဟာကိုယ်စိတ်တိုင်းကြဆုတ်ထက်ဖို့လွယ်ပါမလားဆိုတာတိတ်တိတ်ချာချာတွေးကြည့်ဖို့တော့လိုတယ်အဲ့တော့ဘီရင်ကပြောဘူးတယ်နော်အင်အာဂျီနိုင်ငံရဲ့ဘေးမှာရှိတဲ့နိုင်ငံဟာကိုယ်တဘောတိုင်းတော့ဖို့တော်တော်ခက်ပါတယ်ဆိုပြီးဘီရင်ကပြောဘူးတယ်အများကြီးပဲကျွန်တော်တို့တွေလောက်အောင်ရိုးရဝတ်ဆုပ်တွေနဲ့အဲ့ဒါရင်ကျင်းမှုတွေပြန်မြင့်တင် အိုးဒီမိုကရေစီရဲ့နီနိုဖလက်ပွဲအနာနိုင်ငံတွေနဲ့တရုတ်ကလည်းထိုင်ကြည့်နေမှာကိုလက်ပိုက်ပြီးတော့အများကြီးကျွန်တော်တို့အများကြီး ideology တွေနိုင်ငံရေးချိတ်တွေနော်အရာတွေကတော့နောက်မှာလောလောဆယ်တော့အားလုံးလက်ထက်မှာဒီနားတွေလက်နက်တွေကိုကိုစီနေဖြစ်သွားပြီအဲ့ဒါအရေးပွကြီးတယ်နော်အခုဒါပေမဲ့လာရှိုးအနာဂတ်ဟာ MNDA ပြန်ပေးလိုက်ပြီဆိုတော့ယတိပြတ်ပြောလို့တော့မရဘူး မရေရသေးပေမဲ့နော်နောက်ကွယ်မှာဘယ်လိုရှိမှန်းတော့မသိပေမဲ့ဒီကြားထဲမှာမှာအကောင်ဆုံးအခြေအနေရဖို့နိုင်ငံရေးနားလည်သူရောမီဒီယာတွေရောတော်လိုင်းသမားတွေရောသတိဝိရိယနဲ့စောင့်ကြည့်ပြီးတုံ့ပြန်ဆောင်ရွက်ပြီးအချိန်နဲ့တပြေးညီလိုက်ပါဖော်ဆောင်ဖို့အရေးတအားကြီးတယ်တရုတ်နိုင်ငံရဲ့ဩဇာရိပ်အောက်ကလောနိုင်တလောက်လွတ်အောင်ပေါ့ဗျာဟိုးဒီမိုကရေစီတို့ပါတော့ဖက်ဒရယ်တို့ပါတော့ဆိုတာကတော်တော်ရှည်လျားတဲ့အိမ်မက်ဒါပေမဲ့လောလောဆယ်မှာတော့ ထောင်ချောက်တွေထဲမရောက်တော့အောင်အထူးတတိထားပြီးစူပောင်းအားနဲ့ကြိုးပမ်းရမှာအဲ့ဒါပါပဲ။